မိုးဝေပင်မြို့တရားရုံရှိရုံးထုံအချုပ်ခန်းအတွင်မှထွက်ပြေးသွားတဲ့အချုပ်သားနှုတ်ဦးအားဒီကနေ့အော်တိုဝါလာ17ရက်နေ့နေ့လယ်12နာရီခန့်မှာကျွဲကကျွေရရှိနေတဲ့အခုမှပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိပါရယ်။ပြီးခဲ့တဲ့အော်တိုဝါလာ10ရက်နေ့မှာမိုးဝေပင်အကျဉ်းထောင်မှမြို့နယ်တရားရုံသို့ရုံးထုံဖို့အတွက်အချုပ်သား30ဦးကိုခေါ်ဆောင်လာပြီးနောက်မြို့နယ်တရားရုံအတွင်ရှိရုံးထုံအချုပ်ခန်းအတွင်မှထိမ့်သိမ်းထားရှိခဲ့ပြီးတရားရုံထုတ်အပြီးညနေ9နာရီခန့်မှာမိုးဝေပင်အကျဉ်းထောင်သို့အချုပ်သားများအားပြန်လည်ပေးပို့ဖို့လူစစ် ဆေးရာမှာနှစ်ဦးပျောက်ဆုံးနေတာကိုစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုပျောက်ဆုံးနေသူနှစ်ဦးဟာမအူပင်မြို့နယ်ရွှေတောင်မော်နယ်မြေရဲစခန်းမှာပ33မြေဆောင်2016ရာဇသက်ကြီးဥပဒေပုံမှန်380အမှုမှာဇင်စင်ခေါ်ဇင်ကိုနဲ့မိုးဝင်းမျိုးမရဲစခန်းမှာပ186မြေဆောင်2016ရာဇသက်ကြီးဥပဒေပုံမှန်389အမှုမှာကြော်ကြီးခေါ်မောင်ငယ်တို့ဖြစ်ပြီးတရားရုံးအချုပ်ခံရဲ့အနောက်ဘက်မှာကာယံထားတဲ့တသားတိုင်းအောက်ခြေရှိလမကန်အာ တန်ဖြတ်လွှတ်နဲ့ဖြတ်ပြီးထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးတွေ့ရှိခဲ့ရကြောင်းရဲမှတ်တမ်းများအရသိရပါတယ်။ထပ်ပြေးသွားသူနှစ်ဦးကိုရဲတပ်ဖွဲ့မှလိုက်လံရှာဖွေနေစဉ်အတွင်းအော်တိုဝါလာ၁၇ရက်နေ့နေ့လယ်၁၂နာရီကမှအချုပ်ခန်းဖောက်ပြီးထွက်ပြေးသွားတဲ့အချုပ်သားနှစ်ဦးအနက်ကြော်ကြီးကောင်မောင်ငယ်ရဲ့အမတော်ဆက်သူကျွဲကဲကြေးရွာရှိမတ်တီတီခိုင်ရဲ့နေအိမ်မှာအချုပ်ခန်းဖောက်ထွက်ပြေးသူများရောက်ရှိနေကြောင်းအဆိုပါကြေးရွာရဲ့အုတ်ချုပ်ရည်မှုရဲ့သတင်းပေးပို့ချက်အရသွားရောက်ရှာဖွေဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ အထုတ်ကြတရားခံများထွက်ပြေးလွမြောက်ခဲ့မှုနဲ့ပတ်သက်ပြီးတရားရုံးထုတ်တဲ့နေ့တွေမှာတာဝန်ကျတဲ့ဒူရဲအိုတူရဲတပ်ချက်ကြီးတူနဲ့ရဲတပ်သား၉ဦးတို့အားတာဝန်ပေါ်ရတယ်ဆိုကစစ်ဆေးအရေးယူနေကြောင်းသိရပါဗျာ။